ဆပိန်နေကိုစပြီးတော့ဒီထွင်ကာစားမှာချီနေနေမပါခဲ့ပါဘူးမင်္ဂလာပါယူသနဲ့ဒိမန်ပရိသတ်ကြီးဒီနေ့ခေတ်မှာကျွန်တော်တို့မြင်နေကြချီနင်းပါတဲ့ဆပိန်နေမပေါ်ခင်ကလေးကကမ္ဘာပထမအဆုံးဒီထွင်ခဲ့တဲ့ဆပိန်နေဟာအဲ့လိုချီနင်းမျိုးတွေလုံးဝမရှိခဲ့ပါဘူး1918ခုနှစ်ကဂျာမန်လူမျိုးဒီထွင်သူဘော်ရန်ကာဘွန်ဒရိုက်စ်လို့ခေါ်တဲ့သူဟာပြေးဆက်လို့လည်းခေါ် hobby horse လို့လည်းခေါ်တဲ့အရာတစ်ခုကိုဒီထွင်ပါလိသူကဆပိန်နဲ့အတော်လေးဆင်တူပြီးဆပိန်မှာလိုပဲသစ်သားပေါင်းဘိန်းဘိန်းနဲ့ထိုင်ကုန်တစ်ခုပါဝင်ပါလိမ့် ဒါပေမဲ့ဒီစပိန်ကိုစီးနေတဲ့သူတွေဟာထိုင်းကိုမမထိုင်ပြီးတော့သူရဲ့ခြေထောက်တွေကိုမြေကြီးပေါ်မှာထောက်ပြီးရှေ့ကိုတွန်းကန်ပြီးတော့ရွေလျားရတာဖြစ်ပေါ်ပြီးဒဏ္ဍာရဖြင့်စပိန်ကိုစီးတာထက်မြေကြီးပေါ်မှာတွန်းပြီးတော့ပြေးတာနဲ့ပိုတူပါပြီဒီဒီထွေမှုရဲ့ရွေချက်ကတော့1916ခုနှစ်မှာဖြစ်ပွားခဲ့တယ်မိတော်ပေါက်ကွဲမှုကြောင့်ဥရောပတခွင်မှာမြင်းတွေအတွက်အစာရေစာရှားပါပြီးတယ်ယူပို့ဆောင်ရေးခက်ခဲတဲ့ကာလကိုဖြတ်ကျော်ဖို့အတွက်မြင်းစားထိုးတယ်ယူပို့ဆောင်ရေးအရင်ဖြစ်ဖန်တီးခဲ့တာပဲဖြစ်ပွားပြီး အဲ့ဒီအချိန်လေးမှာပါတဲ့စပိန်နေဟာခေတ်သစ်စပိန်နေရဲ့မူလအဆောက်ကိုဖော်ပြတဲ့တည်ယူပို့ဆောင်ရေးသမိုင်းမှာအရေးပါတဲ့တီထွင်မှုတစ်ခုအဖြစ်ယနေ့ထပ်တိုင်းမှတ်တမ်းဝင်နေပါရီ။